င်မဖြစ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တငယ်ချင်းတို့ကို2025စက္ကူချိန်အတွက်နောက်ထပ်ဖိုင်လေးတစ်ခုနဲ့ထပ်ပြီးတော့ဆက်ပေးကြပါမယ်ဒီဆိုင်လေးရာဒီတစ်ပတ်အတွက်ကျွန်တော်ပြမယ်စတုဒ္ဒမြောက်ဖိုင်လေးပေါ့နော်အရင်ကျွန်တော်ရှေ့မှာ၃ပိုင်းတင်ပေးပြီးပါပြီဒီဖိုင်ကလေးခုမြောက်ဖိုင်ပေါ့နော်ကျွန်တော်လည်းဒီတစ်ချက်လိုက်ပြီးတော့လေ့လာကြည့်ကြည့်ပါဦးသူ့ရဲ့ဖြစ်စဉ်ကဘယ်လိုတုန်းဆိုတော့ကျွန်တော်အရင်ကျွန်တော်ပြောက်ရုပ်ပြဒီဒီပုံစံလေးနေနော်ဒီ85ငါးဆွန်းနဲ့နဲ့ပေါ့ ပရိတ်၃ခုပေါင်းခြင်းနော်ပရိတ်၃ခုပေါင်းခြင်း၅လို့တန်းတဲ့ဟာနော်အခုဒီမှာဆိုရင်၈ပရိတ်၈ပရိတ်၉ပရိတ်၈၈၉ဆိုတော့၅ပေါ့နော်သူ့ရဲ့အောက်ကနေ1 3 3ည၅ပဲနော်ဒီမှာလာထက်နော်ပရိတ်၃ခုတန်းရင်ပေါင်းခြင်း၅လို့ရအောင်နော်ဒီပရိတ်၃ခုနော်၈၈၉၅ဒီ3တုံညာ nga เนาะအဲ့လိုပရိတ်3ခုပေါင်းခြင်း nga လို့နှစ်ကစက်တိုက်ဖြစ်ပြီးသူ့ရဲ့အောက်မှာခွန်ပရိတ်ရှိတယ်9ပရိတ်ရှိတယ်ခွန်ပရိတ်9ပရိတ်เนาะအဲ့ဒီခွန်ပရိတ်9ပရိတ်က9ပရိတ်ကတော့ထားလိုက်9ပရိတ်ကြီး96ပတ်လည်းဖြစ်ရမယ် နော်သူ့ရဲ့အောက်ကိုငါတပင်ထွက်ကျော်တိုင်းဒီဘက်နဲ့ကို6နှစ်ခွန်ပြည်သုံးခုပေါင်းခြင်း9ခုပဲလာဖြစ်နေနော်889 9 233 9 9ပြီးရင်ခွန်ပြည်9ပြည်6အဲ့ဒီ9ပြည်က9 6 6ပဲလာဖြစ်ပြီးရင်သူ့ရဲ့အောက်ကိုတပင်ကျော်6ပြည်2ပြည်ခွန်ပြည်ဒီမှာလဲပြည်သုံးခုပေါင်းခြင်း9ခုဖြစ်နော်ဒီနေရာမှာထွက်တဲ့ပြည်ငါဒီနေရာမှာထွက်တဲ့တုံ့ပြန်ပြည်ဒီတုံ့ပြန်ပြည်ကပဲရအောင်ဆိုတော့ဒီ2ရ3ရတုံ့ပြန်ငါဖြစ်အောင်ငါဖြစ်ဖို့အတွက်တုံ့ပြန်ပြည်တို့လားအဲ့ဒီတုံ့ပြန်ပြည်ကဘယ်လိုထွက်လို့ထိတ်သိနှလုံးနဲ့ အလယ်နဲ့အပိတ်နဲ့နှစ်လို့ဖြစ်ပြီးတော့မှအခွားကားနဲ့သူကတုံညာပရိတ်နော်အဲ့ဒီတုံညာပရိတ်ထွက်မှာနှစ်ပရိတ်သုံးပရိတ်တုံညာပရိတ်ဆိုပြီးငါးဖြစ်မှာနော်ထိတ်စီနှလုံးနဲ့အလယ်နဲ့အပိတ်နဲ့နှစ်ခွားပေါင်းခြင်းငါးအဲ့လိုဖြစ်တယ်နော်အဲ့ကနေနှစ်20ကျော်လာနှစ်20ကျော်လာရင်85ကနေနှစ်20ကျော်ရင်95နော်95ဒီတက်တဲ့ကျွန်တော်95ကိုပြင်မယ်နော်နော်အမ်ပြလိုက်တော့95ကိုရောက်သွားတယ် နော်ကုသအဲ့ဒီ95မရောက်ခင်ဒီ91ကနေပြောထိပ်စီးတော့တော့6.2ဆိုဆောင်းထုတ်ပေးတာနော်6.2ဆောင်းထုတ်ပေးတာလေ6.2လို့ဆောင်းထုတ်ပြီးပေးတာပြီးဟင်တစ်ပရိတ်တစ်ပရိတ်3ပရိတ်5ပဲနော်တစ်တစ်3 5ပရိတ်အဲအကုန်လုံးပေါင်းရင်5ဟုတ်ပြီဒီမှာတစ်တစ်3 5ဆိုရင်အောက်မှာပေါင်းကြည့်ရင်6ပရိတ်2ပရိတ်9ပရိတ်6ပရိတ်2ပရိတ်9ပရိတ်ကလည်း5ပဲဖြစ်တယ်နော်1 1 3 5 4 2 9 5ကြည့်ရပုံစံအတိုင်းပဲထိပ်စီးနှလုံးက2 အလဲနဲ့ပိတ်နေတာနိပေါ့ပေါင်းနေတာနော်အဲ့ဒီတော့ရှစ်လေးခုသူတကွက်တက်ထွက်လာတယ်နော်အဓိကပြောချင်တာဒီ1 1 3ရဲ့၄2 9နော်ပြိတ်၃ခုပေါင်းခြင်းက2ခုထပ်နော်အဲ့ဒီကောင်ကနော်ဖောနာဒီဖြစ်စရာနေပြေးလာတယ်နော်ခွန်၃ခွန်၄ခွန်ကနော်ပြိတ်၃ခုပေါင်းခြင်းကပြိတ်၃ခုပေါင်းခြင်းကပြီးရင်ထိပ်သီးနှလုံးနဲ့အလဲနဲ့အပိတ်နဲ့နှစ်ခွာပေါင်းခြင်းကနော်ပြီးရင်အောက်မှာခွန်ပြိတ်ဘူးပြိတ်နော်ခွန်ပြိတ်ဘူးပြိတ်အဲ့ဒီဘူးပြိတ်က96ပတ်လို့ဖြစ်ရမယ် ပြီးရင်သူ့ရဲ့ defend defend သုံးပြီးမှဒီမှာ12 match complete ကဒီ break သုံးခုပေါင်းရင်၅လို့ဖြစ်ရအောင်6 break နှစ် break complete 6နှစ်ကုန်နော်အဲ့လို၅အဲ့လိုသုံးခုပေါင်းရင်၅လို့ဖြစ်ရအောင်ပြီးတော့မှဒီ85ကနေနှစ်20ပေါင်းရင်95ဒီတက်တက်ပြီးမယ်နော်ကူးတာရောက်ပြောတော့လားကျွန်တော်ပြောတဲ့ဒီ၄ခုနဲ့လို့ထောင်းနှစ်ထိပ်ပါဗျာပြီးရင်ဒီမှာ၁ပြိတ်၁ပြိတ်၃ပြိတ်၁ပြိတ်၁ပြိတ်၃ပြိတ်ပေါင်းရင်ငါ ဒီ၃ခုဒီပြိတ်၃ခုပေါင်းရင်၅ဖြစ်ရင်အောက်မှာလည်းပြိတ်၃ခုပေါင်းရင်၅လို့ဖြစ်ရမယ်၄ပြိတ်၂ပြိတ်၉ပြိတ်ရှင်းရပုံစံတိုင်းမှာထိပ်သီးနှလုံးက1အလယ်နဲ့အပိတ်နဲ့1ခွာပေါင်းခြင်း၅၁၉ပြိတ်၈၄ခုဆိုပြီးတက်ွက်တဲ့ဖြစ်တယ်နော်အဲ့ပုံစံတိုင်းလေးပေါ့နော်ဒါပုံစံဘာပေါ့နှစ်ပင်နှစ်ကက်ဆိုင်ပေါ့လေအဲ့လိုပြောလို့ရတယ်နော်အဲ့ဒါဘယ်ရဆောင်95เนาะไอ้ปုံสันไหนประมาณล่ะผิดตรง2005มาล่ะผิดเลย2005มาเนาะ2005มาล่ะผิดเลย မထောင်ပါဘူးမထောင်ပါဘူးနော်မထောင်ပါမှာလားဖြစ်တယ်မထောင်ပါမှာဖြစ်တာဘယ်လိုဖြစ်တာတော့ဆိုတော့ဟောလာပုံပါလားနော်၅ပရိတ်၁ပရိတ်၉ပရိတ်နော်၅ပရိတ်၁ပရိတ်၉ပရိတ်အောက်မှာလဲ၅ပရိတ်၁ပရိတ်၉ပရိတ်ပရိတ်ကခုနော်ပရိတ်၃ခုပေါင်းခြင်း၅ပရိတ်၃ခုပေါင်းခြင်း၅နော် ငါးပရိတ်တစ်ပရိတ်ကိုးပရိတ်ဒီမှာလည်းငါးပရိတ်တစ်ပရိတ်ကိုးပရိတ်နော်ငါးတစ်ကိုးငါးတစ်ပရိတ်၃ခုပေါင်းခြင်းငါးလို့ဖြစ်တယ်ပြီးရင်အမှခွန်ပရိတ်တယ်ကိုးပရိတ်တယ်ခွန်ပရိတ်ကိုးပရိတ်ခွန်ပရိတ်ကထားလိုက်ကိုးပရိတ်ဒီချောင်း၅၈ပတ်လည်းဖြစ်ရမယ်သူ့ရဲ့ဘေးမှာတင်းနဲ့တုံးနော်ဒီမှာထွက်တဲ့ပရိတ်ကပရိတ်၃ခုပေါင်းခြင်းငါးပဲဖြစ်ရမယ်ငါးတစ်ကိုးပဲလာတာပဲနော်ငါးတစ်ကိုးဒါတော်တော်ထူးခြားတယ်နော်ငါးတစ်ကိုးငါးတစ်ကိုးခွန်ပရိတ်ကိုးပရိတ်ချောင်း၅၈ပတ်လည်းပြီးရင်တင်းနဲ့တုံးဒီညမှာငါးတစ်ကိုးနော်အဲ့ဒါ၂၀၀၅နော် ဒီ2005ကိုဆောင်းလာလို့ပဲ20ပေါင်းပါမှာဟိုဘက်မှာတော့ကျွန်တော်တို့85ကို20ပေါင်းတော့95ကိုသွားတာเนาะဒီခု2005ကို20ပေါင်းပါမှာเนาะ20ပေါင်းရင်25ပေါ့ဗျာဟုတ်ပြီเนาะ25ကိုသွားတယ်တဲ့ဟုတ်ဒီမှာ25ကိုရောက်သွားပြီ25 25ကိုရောက်သွားပြီ တော့လာပုံတာအတိုင်းပဲနော်၄ခွန်2နော်၄ခွန်2နော်အဲ့လို၄ခွန်2လို့လာပြီးတော့ဒီမှာ၄ပရိတ်ခွန်ပရိတ်၄ပရိတ်၄ခွန်၄ဆိုတော့အကုန်လုံးပေါင်းလိုက်၅ပဲလေနော်၄ပရိတ်ခွန်ပရိတ်၄ပရိတ်၄ခွန်၄ဆိုတော့၅ပရိတ်အကုန်လုံးပေါင်းလိုက်၅အဲ့ပုံစံတိုင်းမှာတပုံစံနဲ့လာပြင်အောက်မှာလဲ၄ပရိတ်ခွန်ပရိတ်ကျွန်တော်ဒီညမှာ၄ပရိတ်ပဲဖမ်းပြီနော်၄ခွန်၄မှာလဲ၄ခွန်၄နော်အဲ့ပုံစံတိုင်းအဲ့ဒီ၄ခွန်၄၄ခွန်၄ဒီမှာ၅ပရိတ်ဖြစ်ရမယ် ထွက်ရမယ်ကနော်ဒီမှာ9နှစ်ခုံလို့ကျွန်တော်ပါလို့ထည့်ပြထားတော့သူ့ရဲ့ဒီဘက်ကိုတက်တက်ပြန်ပြေးကြည့်လိုက်အောင်ဟိုဘက်မှာတော့သူကပုံစံတစ်မျိုးနဲ့သွားတယ်ဟိုဘက်မှာသွားတော့ဒီလိုနှစ်ဒီလိုနှစ်နဲ့သူကကြတော့အဲ့လိုမဟုတ်ဘူးဒီမှာ၄ထိတ်၉ထိတ်၅ထိတ်တန်းမယ်တဲ့နော်၄ထိတ်၉ထိတ်၅ထိတ်တန်းပြီးတော့မှဒီအလဲရအပိတ်ပြန်ဆင်းမယ်ဟိုဘက်မှာတော့ဒီလိုနှစ်ဒီမှာ၄နော်၄၉၅ကျွန်တော်ဒီ၄၉၅ကိုပဲပြန်ထည့်လိုက်တော့ပုံစံတစ်မျိုးစီသွားတာပေါ့နော်၄ထိတ်၉ထိတ်၅ထိတ်ဒီအလဲကိုအပိတ်ကိုပို့မယ်နော်ပြီးရင်ပရိတ်၃ခုပေါင်းခြင်း၅ပရိတ်၃ခုပေါင်းခြင်း၅ နော်အဲ့ပုံစံလားဒီတက်တဲ့ကိုပြလိုက်နော်၄ခွန်နဲ့၄ break ခွန် break ၄ break မဲ့၄ break ခွန် break ၄ break ကြည့်ရပုံစံလားမကျွန်တော်ဒီမှာ၄၉၅နော်၄၉၅လို့ဆိုသွားပြမှာဒီခွန်ခါကိုခွန် break နော်ဒါတို့လေးလို့ပြန်လို့လိုက်မယ်။၄၉၅ပြီးတော့ပရိတ်လေးလို့လိုက်မယ်နော်။၄ခွန်၄မြန်လေး၄ခွန်၄နော်။အဲကြတော့၅နှစ်ခွန်ဆိုပြီးဒီကွက်တက်ထွက်ပါမယ်။ ဒီမှာကျွန်တော်ကဒီ9ခွန်နဲ့ဆိုပြီးဘာလို့ထည့်ပြထားလို့လဲဒီခွန်ကိုခွန်လေတိုင်းပြန်ထားမှာကြောက်နော်ဒီ9ခွန်နဲ့နော်မှန်တော့ဒီဘွဲမှာသူက9ထိတ်နဲ့နောက်နောက်ကိုထိုးခိုင်းတာနော်ဒီဘက်ကဒီဘက်ကပုံစံအတိုင်းပေါ့ဗျာနော်ဒီကျွန်တော်ကဒီ၄ကို5သူပေးထားတဲ့ဒီအထိုင်ကိုပဲအမှန်ယူရတော့မှာ၄ကို5နော်9 break 2 break 4 break 9 break 2 break 4 break 9 break 2 break မြန်လဲ9 break 2 break 4 break အဲ့လိုဆိုဒီ9 1 9 1 break တူနေတဲ့အချိန်မှာထိတ်ပြီးသုံးလုံးက၄ကို5တူပါမယ်ခုနေ့တူတာပဲဒီဘက်မှာ လေးခုနဲ့တန်းပြီးပြီ လေးဘရိတ်ကွန်ပလိတ်လေးဘရိတ်ဒီမှာလဲလေးဘရိတ်ကွန်ပလိတ်လေးဘရိတ်အဲ့တော့မထိတ်စီက၄၉၅နော်၅ထိတ်နဲ့လေးဘရိတ်ကိုမှတော့၅ထိတ်ကိုနောက်နောက်လုံး၉နဲ့နော်အဲ့ဒါဒီမှာ၁၀ကွက်ပေါ့ဗျာဒါအရန်ကွက်လေးတွေကျွန်တော်ထည့်ပြထားတယ်ကြာရင်လည်းထိုးပေါ့နော်ဒါမှမဟုတ်ဒီတစ်ကွက်လည်းထိုးကြည့်ရင်လည်းရအနှစ်ကွက်ဒီ၄၃၄၃ကွန်ကတော့အရန်ထည့်ပြထားတယ်ဒီ၉၈ကိုသူကရှေ့ရွယ်လာအခွာလာအဲ့လိုလောက်သွားမှကြောက်လို့နော်၄၃၄၃ဒီဘက်မှာလည်းအဲ့လိုနော်ဒီခွန်တလုံးကိုပြန်ယူပြီးတော့၃နှစ်ကိုပါပါချိန်တာနော်၃နှစ်ပါပါ၅နှစ်ပါပါခွန် ဒီခွန်ကိုပြန်ယူတာနော်အဲ့ပုံစံဒါမဲ့လေးဘရိတ်ကိုသူကဒီခွန်ကိုယူပြီးတော့မှဒီနှလုံးကိုပါပါချိန်မယ်ဆိုရင်နော်53နော်ဒီ98ကို43အခွားကိုပြန်ယူတာပါပါချိန်ပြီးတော့ဒါမှ98ကို43ရှေ့လွဲပေးမှလားနော်ဟိုဘက်မှာအခုဖြစ်နေလို့ကျွန်တော်ကယူရတာခက်တယ်ပြနော်တုံညာနှစ်အခွားကို9ခွန်အခွားလုံးမှလားပါပါချိန်ပြီးတော့ဒါမှမဟုတ်တုံညာနှစ်အခွားကို9ခွန်ရှေ့လွဲလုံးမှပါသူကတော့ဒီမှာအခုဆိုတော့တကွက်ထပ်ပြီးတာပေါ့ဗျာဒီမှာတော့ကျွန်တော်ကနှစ်ခုယူစားနေနော်98ကို43အခွားယူလဲရတယ်98ကို8လွဲယူလဲရတယ် ဒါကတော့အရင်အဆင်မရှိပါနော်အရင်ကွအဓိကတည်းပြီးတော့ဒီ၄၉၅ပဲဗျာနော်အဲ့ဒီ၄၉၅ပို့ပြီးတော့ဖြစ်စင်မှန်တာပေါ့နော်တဘာပါလဲကြာတာပေါ့၄၉၅ဘုဘကပုံစံတိုင်းနော်ဒီ၄၉၅နော်ဒီမှာ၄၉၅အိုက်တန်လေးပဲနော်၅နှစ်ခုပေါ့နော်နောက်အဲ့လိုဒီပရိတ်သုံးခုပေါင်းရင်၅ဖြစ်ရမယ်ဆိုတော့နောက်ထပ်သက်သေပြောင်းချက်တွေရှိသေးတယ်နော်အဲ့ဒါနောက်တစ်ရွတ်ရှင်းပြန်ဒီမှာ ဒီမှာ85ခုနော်ဒီမှာဒီမှာ6ပရိတ်2ပရိတ်ခွန်ပရိတ်နော်6ပရိတ်2ပရိတ်ခွန်ပရိတ်အကုန်လုံးပေါင်း5ပဲလေနော်85ခုနော်6ပရိတ်2ပရိတ်ခွန်ပရိတ်ထူးခြားတာသူ့ရဲ့ဇောင်းမှာအဲ့ဒီမှာ6ဆိုင်နဲ့ဘူပရိတ်ရှိတယ်နော်တော်တမွလီကြည့်တော့မှာဘူပရိတ်ပြီးရင်ပြီးရင်1ပရိတ်1ပရိတ်ပြီးရင်2ပရိတ်ထိတ်စီရတော့10ပဲ6ဆိုင်နဲ့ဒီမှာဘူပရိတ်ဒီအပေါ်မှာကိုယ်လည်းကိုထိတ်ရှိနော်ကိုယ်လည်းကိုထိတ်ရှိတယ်ဒီမှာရှစ်ထိတ်နဲ့ဥပဒေပြီးရင်ဒီခြေတော်ကောင်6ပြိတ်ပဲဖြစ်ရ6ပြိတ်2ပြိတ်ခွန်ပြိတ် ီကောင်6ပြည့်ဖြစ်ပြီတော့မှတော့ဒီပြည့်နှစ်ခုပေါင်းကြည့်ရအောင်9ပဲဖြစ်ရအောင်เนาะအဲ့ဒါမှ6ရယ်2ရယ်9ရယ်6 2 9ပေါင်းလိုက်ရင်9လောက်ဖြစ်သွားအောင်เนาะဒီ6ပြည့်ကလည်း1ထိတ်နေပဲဖြစ်ရအောင်เนาะပြီးတော့မှသူ့ရဲ့အောက်ကနေ1 2 3 4ပြင်ဆင်းလိုက်4ပြင်ဆင်းလိုက်ဒီမှာ6ထိတ်ဆိုတော့ရှိတယ်เนาะအဲ့ဒီ6ထိတ်နဲ့တဲတဲ့ကိုပြေးလိုက်အတဲတဲ့ကိုပြေးလိုက်တော့ဒါချစ်ဆိုင်နဲ့9ကိုရောက်သွားအောင်เนาะချစ်ဆိုင်နဲ့9ကိုရောက်အဲ့မှာဘာထူးကြအောင်ဆိုတော့ဒီပရိတ်၃ခုပေါင်းခြင်းရတယ်၅ပဲဖြစ်ရမယ်၁ပရိတ်၄ပရိတ်၃ပရိတ်အဲ့ဒီအချိန်မှာဒီမှာ၄လေးလည်းတန်းရှိရမယ်နော်ဥပမာက တစ်ထိန်နဲ့၆ပြိတ်ဖြစ်ရမယ်ဒီမှာ၈ထိန်နဲ့ပူပြိတ်နောက်တစ်ခါ၈ထိန်နဲ့၁ပြိတ်နောက်တစ်ခါ၈ထိန်နဲ့၂ပြိတ်ပြီးရပုံမှာ၉လဲ၉ထိန်ရှိတယ်နော်နောက်၈ထိန်နဲ့ပူပြိတ်ပြီးရတော့တောင်းမှာ၆ပြိတ်အဲ့ဒီ၆ပြိတ်ကတစ်ထိန်နဲ့ဖြစ်ရမယ်ပြီးရပြိတ်၃ခုပေါင်းရင်၆နဲ့၅လို့ဖြစ်မယ်ပြီးရအောက်ကို၂ပြင်ကျော်ရင်၆ထိန်လို့ရှိမယ်အဲ့ဒီ၆ထိန်ကနေ၆ထိန်ကနေတန်းတန်းပြေးလိုက်နော်အဲ့ဒါဘယ်ကိုရောက်သွားမှာ၈၅ကိုရောက်သွားမှာနော်၈၅ဒီပထမဆုံးသူ့ရဲ့ဒီပြိတ်မှာ၄ရက်တိုင်းဖြစ်ရမယ် ပြီးရင်ဒီပလေး၃ခုပေါင်းခြင်း၁၄၃ရဆိုတော့ငါအဲ့ဒီအချိန်မှာနောက်တွဲရညီကိုတဲ့ဒီကောင်ကတော့အပူခွပဲဖြစ်ရမယ်ဒီနှစ်ပါတော့အပူခွနော်ဒီ၁၄၃ညငါလို့ဖြစ်အောင်၃ညပလေးလို့အဲ့ဒီ၃ညပလေးကအပူခွဖြစ်ရမယ်အပေါ်ကနှစ်ပါတော့၃ညပလေးဖြစ်ရမယ်နော်ဒါဖြစ်စဉ်၁နော်ဖြစ်စဉ်၁ဒါကျွန်တော်ပိုင်းအောင်နည်းပြရတယ်နောက်ဒီမှာလေးမောင်ရောင်နဲ့ပြမယ်ပေါ့95ခုနော်နော်မပလေး၃ခုပေါင်းခြင်းနော်6 ော့6 1 6 1 6ဆိုတော့၅ပြိတ်เนาะသူ့ရဲ့တောင်းမှာသောနာ6ထိန်းနဲ့ပူပြိတ်ဒီမှာ6ထိန်းနဲ့1ပြိတ်เนาะတခုတည်ကြည့်သွားမှာသောနာ6ထိန်းနဲ့ပူပြိတ်ဒီမှာ6ထိန်းနဲ့1ပြိတ်သူ့ရဲ့ဘုံမှာ9ကိုလည်း9ထိန်းရှိတယ်เนาะဒီပထမဆုံးဖြစ်တော့6ပြိတ်အဲ့ဒီ6ပြိတ်က1ထိန်းနဲ့ပဲဖြစ်ရမယ်เนาะ6ပြိတ်1ပြိတ်10ပြိတ်6ပြိတ်10ပြိတ်10ပြိတ်အကုန်လုံးပေါင်းရင်9ဆိုတာဖြစ်ရမှာเนาะအဲ့ဒီ9လို့ဖြစ်ပြီးတာနဲ့နှစ်ပြင်တွေမှာ6ထိန်းရှိတယ်အဲ့ဒီ6ထိန်းကိုဒီဘက်ကိုတန်းတန်းပြေးလိုက်တော့တန်းတန်းပြေးလိုက်တော့ဘယ်ကိုရောက်သွားလဲ 2005ကိုရောက်ပါနော်2005ကို2005ကိုရောက်တော့ဒီပရိတ်၃ခုပေါင်းကြည့်ရအောင်။၅ပရိတ်၁ပရိတ်၉ပရိတ်နော်။၅ပရိတ်၁ပရိတ်၉ပရိတ်နော်ပရိတ်၃ခုပေါင်းကြည့်၅လို့ဖြစ်ရမယ်။အဲ့ဒီအချိန်မှာဒီပထမဆုံးပရိတ်က၄လေတိုင်းဖြစ်ရအောင်နော်။၄လေတိုင်းဖြစ်ရအောင်ငါးပရိတ်၁ပရိတ်၉ပရိတ်အဲ့ဒီ၉ပရိတ်ကအပူဖွာဖြစ်ရမယ်အပေါ်က၅ပါတော့၉ပရိတ်အပူဖွာဖြစ်ရငါးလည်းပါရမယ်၉ပရိတ်လည်းဖြစ်ရမယ်အပူဖွာလည်းဖြစ်ရမယ်ပထမဖြစ်စဉ်တော့ကနော်ဒီမှာ ပြည့်40เนาะပြည့်ပရိတ်4ပရိတ်3ပရိတ်ပြည့်40ဆိုတော့အကုန်လုံးပေါင်းရင်ငါပထမဆုံးပရိတ်က4လေတိုင်းဖြစ်ရမယ်။မပြည့်40ဆိုတော့3ညပရိတ်ဖြစ်ရမယ်။အပူခွားဖြစ်ရမယ်။နှစ်ပါရမယ်။ဟုတ်ပြီနော်။နောက်ဒုတိယဖြစ်စဉ်ကလည်းအဲ့လိုပဲနော်။မြန်8ပါလောပူပရိတ်ဒီမှာ8ပါလော10ပရိတ်9လေ9ထည့်ပြီးရင်10ထိတ်နဲ့ပရိတ်6 6 10 8เนาะဒီ3ခုပေါင်းရင်9လို့ဖြစ်ပြီ။ပြီးရင်နှစ်ပင်ကျော်မှာ6ထိတ်ခံပြီ။6ထိတ်ခံပြီးတော့ဒီဘက်တန်းတန်းကိုပြေးမယ်နော်2005ဘူး။မြပြည့်ရှိရပြိကလေးလေတိုင်းဖြစ်တာလေနော် ့59 519ဆိုအကုန်လုံးပေါင်းရင်59လို့59ဆိုတော့9ဖြစ်သွားပြီเนาะသူ့ရဲ့အပေါ်မှာငါအဲ့ဒီငါကဒီမှာပြန်ပါရမယ်ပြိတ်ကူဖြစ်ရမယ်ဘူးခွာဖြစ်ရမယ်ဟုတ်ပြီเนาะဟုတ်ပြီအဲ့လိုဆိုနောက်ဆုံးနောက်ဆုံးတစ်ဖြစ်2015ကြည့်ရပုံစံတိုင်းပဲเนาะဒီမှာ6ပြည့်6ပြည့်3ပြည့်เนาะ6ပြည့်6ပြည့်3ပြည့်เนาะဒီ6ပြည့်ရဲ့တောင်းပါเนาะ8ထိတ်နဲ့2ပြည့်เนาะပထမဆုံးတည်ခဲ့တာ8ထိတ်3ပြည့် ောက်တစ်ခါရှစ်ထိပ်တစ်ပြိတ်ဒီမှာရှစ်ထိပ်နဲ့နှစ်ပြိတ်ဥရပေါ်မှာဆောင်းချစ်ရပုံစံတိုင်းမှာ၉လဲတိုင်း၉ထိပ်၉လဲ၉ထိပ်ရှစ်ထိပ်နဲ့နှစ်ပြိတ်ဥရသောင်းမှာ၆ပြိတ်အဲ့ဒီ၆ပြိတ်ကတစ်ထိပ်နဲ့ပဲဖြစ်ရမယ်နော်၆ပြိတ်၃ပြိတ်ဟမ်၆ပြိတ်၆ပြိတ်၃ပြိတ်၆၆၃ဆိုတော့25ပဲဖြစ်ကြပါမယ်နော်၆၆၃25ပဲဖြစ်တယ်ပြီးရသူရနှစ်ပင်ကျော်မှာနော်၆ထိပ်လို့ခံ၆ထိပ်လို့ခံပြီးဒီဘက်တက်တယ်ကိုပြီးနော်၄ခွန်၄နော်၄ခွန်၄ဆိုတော့အကုန်လုံးပေါင်း25ပဲဖြစ် ဒီရှိပြမကုန်းပြိမ်မှာဒီလေတိုင်းပဲဖြစ်ရမယ်เนาะဖြစ်ရပုံတန်နေတိုင်းပဲဒီလေတိုင်းเนาะဒီလေတိုင်းပြီးရင်ပြိတ်သုံးခုပေါင်းခြင်း၄ခွန်၄ break ဖြစ်ရမယ်အဲ့ဒီ၄ break ကအပူခွာဖြစ်ရမယ်ဒီ၉ပါရမယ်၉လည်းပါမယ်၄ break လည်းဖြစ်ရမယ်အပူခွာလည်းဖြစ်မယ်ဆိုတော့ဘယ်ကနားမှထည့်လို့မရဘူးဒီ၉၉၆ပဲထည့်ပြီလားเนาะ၉၉၆ပဲထည့်ပြီအဲ့တော့ဒီနေရာမှာအဓိကကျွန်တော်ပြောချင်တဲ့ point ကဒီပြိတ်သုံးခုပေါင်းခြင်း၅လို့ဖြစ်ရမယ် ။နောက်ဆုံးတော့ကျွန်တော်အချိန်မှပြခဲ့တဲ့ကောင်ကလည်းဒီ၄ခုလေးဟာ၄ခုလေးလို့ဖြစ်ရမယ်။အခုဒီဖြစ်စင်ရလဲဒီ၄ခုလေးပဲသူဖြစ်ခိုင်းတယ်နော်။အတားလည်းပြန်ပြီးတော့လေ့လာကြည့်လိုက်မယ်။နော်။ရှစ်ထိပ်ပူပလေး၊ဘိုးလည်းဘိုးထိပ်၊နော်တစ်ထိပ်နဲ့၆ပလေး၊၆နှစ်ခုနော်။သူ့ရဲ့အောက်မှာနှစ်ပင်ကျော်မှာ၆ထိပ်။သူနဲ့တန်းတန်းဝင်ပြေးလိုက်ဒီမှာပြည့်၄၃နဲ့၅ပလေးပဲဖြစ်မယ်။ပထမဆုံးပလေးမှာ၄လဲထိုင်မယ်နော်။ပြည့်၄၀ပူပလေးဖြစ်ရမယ်။ဘူးခွားဖြစ်ရမယ်။နောက်တွဲကညီကိုဖြစ်ရမယ်ဒီနှစ်ပါတော့ဘူဗရိတ်ဥပွားဖြစ်ရမယ်အော်ဒုတိယဖြစ်စဉ်ကဒီမှာနော် ရှစ်ထိတ်နဲ့ကူပလေးပြီးတော့ရှစ်ထိတ်နဲ့တစ်ပလေးကိုလည်းကိုးထိတ်နောက်တစ်ထိတ်နဲ့6ပလေးနော်6 8 9လို့ဖြစ်ပြီသူရနှစ်ပင်တော့မှာ6ထိတ်နော်အဲ့ဒီ6ထိတ်ကနေဒီဘက်တက်တက်ပြေးလာဟင်ဒီမှာ9 8 9 9ပလေးဖြစ်ရင်နော်ဒီပထမဆုံးပရိတ်မှာဒေးရဲလက်တိုင်းနော်9 8 9နော်သူ့ရဲ့ပုံမှာနောက်တော့ရညီကိုဖြစ်ရမယ်ဒီ9က9လို့ပြန်ပါပြန်ပါပြီးတော့ပရိတ်ကိုအပူဖွားဖြစ်ရဒီ9အမှန်တော့ပြန်ပိတ်တာပဲနော်အဲ့လိုအပိတ်လို့ပြောလို့ရတယ်ဒီမှာတော့လည်းအပိတ်လို့ပြောလို့ရတယ် နော်ဟုတ်ပြီဟောဒီတတရားဖြစ်နေပါလားအဲ့လိုနော်ရှစ်ထိပ်ဘူးပလေးရှစ်ထိပ်တစ်ပလေးရှစ်ထိပ်နှစ်ပလေးပြီးရင်ကိုးလည်းကိုးထိပ်ဒီ6ပလေးက1ထိပ်နဲ့6ပလေးဖြစ်ရမယ်6 6 3 5လို့ဖြစ်ပြီနှစ်ပင်ကျော်မှာ6ထိပ်ရှိတယ်အဲ့6ထိပ်ကနေတန်းတန်းပြေးလိုက်4ပလေးခွန်ပလေး4ပလေးနော်ဒီမှာလုံးပလေးမှာ4လည်းထိုင်ကြရမယ်ဒီမှာ4ပလေးဖြစ်ရမယ်နောက်တွဲညီကိုဖြစ်နောက်တွဲညီကိုဖြစ်ပြီးတော့ဒီ9က9လို့ပြိမ့်မယ်၄ပြိမ့်အဲ့ဒီ၄ပြိမ့်ကိုအပူဖောက်ဖြစ်ရမယ်အဲ့ဒီအပူဖောက်မှာ9ပါမယ်ဆိုတော့ ကို669ပဲလေထူပိုင်းလားအမှန်တော့ဒီ669ပေါ့ဗျာဒီအပိတ်ထူတော့နော်669 669ပဲလေပဲပြောပါလားနော်အဲ့ဒါလေးကလည်းထူကြတယ်နောက်အဲ့ဒီကောင်ကိုထောက်ခံတယ်နောက်တစ်ခုရှိသေးတယ်ခဏလေးနော်ဒီ95မှာတော့သူမပေးခဲ့ဘူးနော်95မှာဒီမှာ369ပဲဒီ10ပဲ10ပဲ9ပဲ669 9တော့ဖြစ်တယ်ဘူးခွမဖြစ်ဘူးနော်96ပွဲမှာလည်းအဲ့လိုပဲ2ပဲ3ပဲ3ပဲ9တော့ဖြစ်တယ်ဘူးခွမဖြစ်ဘူး 6တုံညာဒီပွဲမှာလည်းအလိုပဲ6ပရိ2ပရိ9ပရိ9တော့ဖြစ်တယ်အပူဖွားမဖြစ်ဘူးဟုတ်သူအောက်ကိုဆင်းလိုက်ရင်ဒီမှာ7ပစ်လျှောက်ခွန်3 5ပရိ3ခုပေါင်းရင်9တော့ဖြစ်တယ်အပူဖွားမဖြစ်ဘူးကြည့်အခုဒီမှာ75အနေစားပြီးသူကထောက်ချောက်အပူဖွားတော့ပဲပြန်ပြောကြရမယ်ဆိုတော့ဘူးလေးပေါ့ဗျာနော်ဒီ75ခုနဲ့မားတယ်ဒီမှာ7ပရိ3ညာပရိ4ပရိ7ပရိ3ညာပရိ4ပရိအကုန်လုံးပေါင်းရင်9ပဲဒါမှဒီပရိကအပူဖွားဖြစ်ရမယ်ဒီအပူဖွားဖြစ်ရတဲ့အကြောင်းသူ့ရဲ့အပေါ်မှာခွန်ပိုင်းပါမပိုင်းပေါင်းချင်းခွန်ပါ နော်သူ့ရဲ့အထက်မှာခွန်ပိုင်ပါမပိုင်ပေါင်းချင်းခွန်သူ့ရဲ့အထက်ကိုကြည့်ရင်၄နဲ့၆နဲ့ပါပါမယ်၄ပါတယ်နော်ပေါင်းချင်းခွန်လည်းပါတယ်ခွန်လည်းပါတယ်သူ့ရဲ့အောက်မှာပလေးသုံးခုပေါင်းရင်၁၄၃ညအဲပြောတော့မယ်၁၃ည၄နော်၁၃ည၄တော့၅ပလေး၁၃ည၄တော့အကုန်ပေါင်းရင်၅အဲ့ဒါလိုအပ်တာ၄ပလေးအဲ့ဒီ၄ပလေးကအပူခွက်ဖြစ်ရမယ်ခွန်လည်းတိုင်း၅လည်းတိုင်းပါတော့အပူခွက်ကနေနော်ပြန်ပြောမယ်နော်ပြပရိတ်၃ပြပရိတ်၄ပြပရိတ်အဲ့ဒီ၄ပြပရိတ်ကအပူခွက်ဖြစ်ရတယ်။ online ၅လည်းပါ။သူ့ရဲ့ပုံမှာ နှလုံးပေါင်းခုံဘုံဘုံပေါင်းခြင်းခုံလို့ပါသူရဲ့အထက်မှာဒီတစ်လုံး၆တစ်လုံးရှိဒါ85ခုနဲ့95 95ခုနဲ့မှာလားဒီမှာတစ်ပရိတ်တစ်ပရိတ်၃ပရိတ်တစ်ပရိတ်တစ်ပရိတ်၃ပရိတ်ဒီမှာ၃ပရိတ်လို့ကြရမယ်နေမှာဒီအပူခွာကြရပါလေ9လဲခုံလဲတစ်လုံးပါမယ်ဆိုနော်သူရဲ့ဘုံမှာနှလုံးပေါင်းခုံပါတယ်ခုံလဲပါသူရဲ့ဘုံမှာ၆တစ်လုံးလေးတစ်လုံးပါနော်နောက်ဒီမှာဒါတော့9လဲနဲ့ကြရသွားချလိုက်ဒီအောက်မှာတစ်ခုရှိပြီဒီအောက်မှာတော့ဒီခွန်လေးပိုင်းမပါဘူးပေါ့ဗျာဆိုတော့9ပြိတ်4ပြိတ်6ပြိတ်ပေါ့နော်9 4 6ဆိုတော့ ငါးပဲဖြစ်တာပဲအပူဖော်နော်ဒါပေမဲ့ပေါ်ကကောင်တော့ပူပြည့်စုံတာပေါ့နော်95 2005ကိုသွားကြည့်အောင်2005 2005ဒီမှာတိလာခွန်ဘရိတ်တပရိတ်ခွန်ဘရိတ်ခွန်ရတရခွန်ရပေါင်းငါးဘရိတ်ငါးလို့ဖြစ်သွားတာပေါ့နော်ခွန်ဘရိတ်တပရိတ်ခွန်ဘရိတ်သူ့ရပေါ်မှာခွန်တော့မပေါဘူးဒါပေမဲ့နှလုံးပေါင်းခွန်ပါတယ်သူ့ရထက်ကိုကြည်လိုက်ရင်၄ပါတယ်နော်သူ့ရထက်မှာ၄တလုံးပါတယ်နော်အဲကြတော့ခွန်တခွန်ဒီခွန်ဘရိတ်ကအပူဖော်ပဲဖြစ်ခွန်လေတိုင်းသုံးဖို့ငါးလေတိုင်းနော်ပြည့်ရပေါ်မှာနှလုံးပေါင်းခွန်ပေါ်မှာ၄နော် ခွန်တစ်ခွန်အဲ့ဒီခွန်ပရိကအပူခွားဖြစ်မယ်ခွန်လည်းတိုင်းငားလည်းတိုင်းပါမယ်ဒီကျွန်တော်ဝိုင်းထားတဲ့ကောင်ကပေါင်းချင်းခွန်နော်ခွန်တလုံးခွန်တော့မပေါ့ပေါင်းချင်းခွန်ပါတယ်ပြည့်ရပေါ်မှာဖြေးနောက်အောက်ကိုဆက်ဆင်းချင်းဒီမှာလက်ထပ်ပြည့်တယ်နော်ပရိသုံးခုပေါင်းငားရယ်လေးရယ်ပြောပြီငားရယ်တစ်ရယ်ကိုးရယ်ငားပရိတစ်ပရိကိုးပရိနော်ပြည့်ရပေါ်မှာဟုတ်လားခွန်တလုံးလည်းပါတယ်နှလုံးပေါင်းပြည့်ရပေါ်မှာလေးပါနော်ခွန်လည်းတိုင်းလည်းပြည့်သွားတယ်နော်ငားငါကိုငါတစ်ကို နော်ငါးပလိတ်တစ်ပလိတ်ကိုးပလိတ်အဲ့ဒီကိုးပလိတ်ကအပူခွနော်ပူခွမလာလို့ပဲနော်ဒီမှာပေါင်းချင်းခုံတွေပါတော့မပေါ့ဒါပေမဲ့ဒီငါးတစ်ကိုးကိုးပလိတ်ကိုအပူခွငါးလည်းနော်အဲ့တော့ဒီပင်တော့ပေးရတယ်ပေါ့ဗျာနော်2005ပြီးတော့2015 2015မှာလည်းအဲ့လိုဒီမှာတုံနာပလိတ်၈ပလိတ်ခုံပလိတ်နော်တုံနာပလိတ်၈ပလိတ်ခုံပလိတ်ဆိုတော့အကုန်လုံးပေါင်းရင်၅ပဲနော်တုံနာ၈ခုံဒါပေမဲ့ဒီခုံပလိတ်ကအပူခွဖြစ်တယ် ပြီးရပေါ်မှာဖုန်းတစ်လုံးပါအကောင်းကြီးဖုန်းလုံးမပါသူ့ရဲ့ပေါ်မှာဒေးချောက်တစ်လုံးဆိုဒီမှာစုံပါသွားတယ်နော်ပြီးမှဘရိတ်ကတုံညာဘရိတ်ချစ်ဘရိတ်ခွန်ဘရိတ်အဲ့ဒီခွန်ဘရိတ်ကငားလေတိုင်းဆိုမခွန်လေတိုင်းနဲ့တွားရမယ်နော်နောက်အောက်မှာဆက်သွားတော့ဒီမှာလည်းသူထပ်ပြီးဘရိတ်တုံးလူပေါ်ဒီမှာနှစ်ဘရိတ်သုံးဘရိတ်တုံညာဘရိတ်နှစ်ရဲ့သုံးရဲ့တုံညာရဲ့ငားပဲဖြစ်သွားတယ်အဲ့ဒီတုံညာဘရိတ်ကအပူဖွားဖြစ်ရခွန်လေတိုင်းသုံးမဟုတ်ငားလေတိုင်းသူ့ရဲ့အထက်မှာခွန်တစ်လုံးပေါင်းချင်းခွန်ပါတယ်ပေါ်မှာလေးတစ်လုံးပါဟုတ်နော် ယူနစ်ထဲမှာကျွန်တော်တို့ငါးဖြစ်ချင်းတစ်ခါကျွန်တော်တို့ဖြစ်ပြီးသွားပြီနော်ကျွန်တော်တို့အိုက်တုံးကဗျာ၃ညား၄၃ညားဆိုပြီးအပန်ရိုက်တာလीနော်ဒီမှာ၃၅၆ကြီးထွက်သွားတယ်ဘာမှမဆိုင်ဘူး၃ညား၄၃ညားဆိုပြီးကျွန်တော်ဖမ်းပြီးတာမြန်လေး၉ break နှစ် break ၄ break ၉2နှစ်လေးဒီထိုက်ကိုတင်ငယ်ချင်းတွေတော်တော်များများသိပါတယ်နော်ကျွန်တော်ပြခဲ့ပြီးတော့၉2နှစ်လေးဒီလို9နဲ့10နဲ့ဒီလို10ဖြစ်ချင်းလေးခံပြီးအောင်မှာကြွား၉ break နှစ် break ၄ break ပရိတ်တုံးကပေါင်းနေ၅လို့ဖြစ်တယ်မြန်လေး break ကိုကျွန်တော်တို့၃ညား၄၃ညားဆိုပြီးထိုးခဲ့တာထားလိုက်တော့ဗျာ အခုဒီနေရာမှာပြီးခဲ့တဲ့ဘက်ကလည်း604ဆိုဖြစ်သွားတယ်ဒါပေမဲ့အခုဘာမှဖြစ်ဘူးเนาะဒီနေရာမှာ624ပြိတ္တမှုပေါင်းခြင်း9တော့ဖြစ်တယ်အခုဘာမှဖြစ်ဘူး604ပြိတ္တမှုပေါင်းခြင်း9တော့ဖြစ်တယ်အခုဘာမှဖြစ်ဘူးဒီနေရာမှာ604เนาะ604 604ဆိုတော့၄ပြိတ္တကိုအပူအဖာငားလေတိုင်းခွန်လေတိုင်းနဲ့ဖြစ်ရမယ်ဆိုတဲ့အတွက်ငား၅၄၄ငား၅ဒုံမတုံညခွန်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 တုံညကျွန်တော်ငားကိုထိတ်ကပ်ထားတယ်နော်။တော့ကျွန်တော်ပြခဲ့တဲ့၄၉၅ဆိုတဲ့ မူလည်းရှိပြီအောင်နော်သူ့ရဲ့ထက်မှာကျွန်တော်ဆုံးလာပြောခဲ့တဲ့ကွန်တလုံးပေါင်းချင်းခွန်နော်သူ့ရဲ့ထက်မှာဒေးနဲ့ချောင်းနဲ့အတွဲလိုက်နော်ဒီဒီကောင်လေးတွေပြည့်စုံသွားပြီနော်ဒေးတလုံးချောင်းတလုံးကွန်တလုံးပေါင်းချင်းခွန်သူ့ရဲ့အောက်မှာ၄ခွန်၄ပြိတ်သုံးခုပေါင်းချင်း၅ဖြစ်အောင်၄ပြိတ်အဲ့ဒီ၄ပြိတ်ကအပူးခွာဖြစ်ရမယ်ငါးလည်းတိုင်းခွန်လည်းတိုင်းနဲ့နှစ်ခွက်ပဲရှိရနော်ဒီငါးငါးလေး၃ညခွန်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 ၃နော်အဲ့ဒီပြိတ်သုံးခုပေါင်းချင်း၅လို့ဖြစ်ရမယ်ဆိုတော့နောက်တစ်ထောက်ခံချက်တစ်ခုရှိပြီနော် 73 74 75နော်ဟုတ်လား134 134ဆိုအကုန်လုံးပေါင်းမှာ5နော်အဲ့ကောင်ရဲ့အောက်ကနေနော်သူ့ရဲ့အောက်ကနေတက်တယ်ဆိုတော့တက်တက်တော့နော်အဲ့ဒါလည်း5ပဲသူအဲ့လိုစည်းသက်ရရတာနော်တက်34တက်34နော်သူ့ရဲ့အောက်ကနေနော်တက်တက်တော့နော်ဟုတ်ပြီအဲ့ဒါ95နော်နော်သူ့ရဲ့အောက်ကနေမဆက်တော့မပါရိုက်ပြတာလို့ပြော ်5 4 6เนาะအဲ့ဒီ5 4 6ကနေသူ့ရဲ့အောက်ကိုစည်းဆက်ကိုသွားမယ်စည်းဆက်ဖြည်း5 1 6เนาะဒါကသူ့ရဲ့ဘောကနေပြန်သွားမယ်เนาะဒါစည်းဆက်ပုံစံကြီးရိုက်တာ2000ဟုတ်1 9เนาะသူ့ရဲ့အောက်ကနေဘယ်လိုလဲ4 8 3เนาะဒါဒီ2000ဆက်လောက်ရောက်သွားစည်းဆက်ပုံစံကြီးเนาะအခုဒီမှာလည်းအဲ့လိုပဲ6 1 5အဲ့ဒီ6 1 5သူ့ရဲ့အောက်ကနေပြေးလိုက်အောက်ကနေပြေးလိုက် ်နော်ဒီမှာ၄ခွန်၄เนาะသူကအဲ့လိုပုံစံမျိုးစုံတွေရှိတယ်အဲ့ဒီ၄ပြိတ်ကိုညွှန်ထားတာနော်ဒါပထမစီးတဲ့ပြန်နော်ဒါဟိုဘက်ဒီဘက်ကျွန်တော်ချိန်လိုက်တယ်နော်ဒီကောင်နဲ့ကောင်နဲ့ချိန်လိုက်တယ်အဲ့ကောင်ပဲနှစ်တူ75ရဲ့95ရဲ့ပြီးရင်95နဲ့2000ကနေချိန်နော်ဒါ95ပဲပြီးရအောက်ကနေဒီကိုနော်2000ပြီးရင်2000နဲ့95နဲ့ချိန်နော်2000နဲ့95နော်ဒီရောက်ကနေတို့ပြန်ပြေးတယ်နော် ပြီးရင်ဒီ25နဲ့25နဲ့ရှိတ်ဟာဒီပြည်သုံးခု5နဲ့သုံးခု5နဲ့ဟာနောက်တစ်ခုသွားတာကျွန်တော်ပြောခဲ့တဲ့ငန်းကားလေးအဲ့ငန်းကားလေးကကျဲပဲဗျမွေးကနန်းရှိအဲ့တော့ပြပြငန်းကားလေးဆိုင်ကရင်တော့ကြည့်ခဲ့တယ်ကွန်ဖက်လေးခုနဲ့မှာတယ်အကျမ်းပဲကျွန်တော်ပြလိုက်မှာ94ခုနဲ့မှာ69တွေ69တွေသူ့ရဲ့အောက်မှာ1 9ထိပ်နော်1တလုံးခံ9ထိပ် ပြီးတော့အောက်မှာ၄နှစ်၆အဲ့ဒီ၄နှစ်၆ကိုမှတ်ထားလိုက်နော်အဲ့ဒီ၄နှစ်၆၆ဆုံးနဲ့နှစ်ပေါ့နော်စတာဆိုတော့၄ဆုံးနဲ့နှစ်69တွေပြစ်တလုံးပါ၅ထိပြီးတော့အောက်မှာ၄နှစ်၆မှတ်ထားလိုက်နော်24ပြင်84 84ရအောင်96 96 96 96အောက်မှာ၁တလုံး၅ထိပြီးတော့အောက်က၃၅လေးနော်ဟုတ်လား၄နှစ်၆နော်၃၅လေးအကူတလေးမှာကြတော့96မဟုတ်တော့နော်ကူတလေးမှာကြတော့သူကဟို36အတွဲဖြစ်သွားပြီနော်ဥပမာ96နဲ့တော့ဒီမှာ36တစ်တလုံး 5ထိပ်ပြီးတော့က3ငါတက်နော်၄နှစ်ချောက်3ငါ5လေး3ငါတက်နောက်တစ်ခါ2000လေး2000လေးနော်ဘုံတစ်ချောက်တွေ့ပြီးတော့မှာ7 5ထိပ်ပြီးတော့ကငါငါလေးပန်းရောင်မနာပန်းရောင်မနာ၄ခွက်ဖြစ်သွားပြီနော်26ကလေးနှစ်ချောက်နော်ကျတဲ့ချောက်က၃ငါ5လေး5ထိပ်အောက်ကဟာလေးနော်96ကငါးထိပ်အောက်က၃ငါ7 2006ကငါးထက်အောက်ကငါးငါးလေးเนาะအဲ့ကောင်နေက95မှာစထွက်တယ်95မှာဖေအောင်စထွက်တယ်၄နှစ်လောက်စထွက်တယ်เนาะ95 95ပြည့်2005မှာဒုညာငါးလေးเนาะ2005မှာ3 5 1အဲ့လိုတစ်ခွက်ပဲကျန်တော့တယ်2025မှာငါးငါးလေးကျွန်တော်ဒီငါးထက်ရဲ့ဆောင်းမှာဖန်ထားတယ်အခုဒီညမှာလည်းလာပြီးအကျုံးဝင်တယ်เนาะငါးငါးလေးကဲအခုဒီအပူဖားနဲ့၄ဘိတ်ပေါ့เนาะအဲ့ဒါလေးတကယ်ကျွန်တော်ကိုကြိုက်တဲ့ခဏလေးတွေရှိရင်လည်း ထည့်ပြီးထိုးတင်တယ်ကျွန်တော်ဟိုတစ်ခေါက်ကပြောခဲ့တဲ့လုံများနှစ်နှစ်ပတ်လည်းလည်းထည့်ထိုးတင်နေပြာနော်လုံများနှစ်နှစ်ဘာလို့လဲဆိုတော့ဒီပွဲမှာ၄ပြိတ်နဲ့အပူဖာသူကအဲ့လိုညွှန်းထားတာပေါ့နော်၄ပြိတ်နဲ့အပူဖာအမှန်ကအပူဖာနဲ့၄ပြိတ်ဆိုအမှန်ဆက်ကွက်ပဲရှိတာအဲ့ဆက်ကွက်ကိုအားလိုက်အကွက်30ပေါ့ဗျာနော်သူကလုံများ၃များ၄၁၁နှစ်နောက်တကဟို၂၁၀၃၃၈နောက်၄၄၆၅၅၄နောက်၆၆နှစ်၇၇၃များနောက်၈ထွိုင်း၉၉၆နော်အဲ့အကွက်တွေပေါ့ဟိုတိုက်တဲ့ ီလေးပရိနဲ့အူဖောက်ကနေပါတော့အဲ့ဒါလေးတွေရှိရင်လည်းဒီဘက်မှာတင်ထိုးတင်ပါလေကဲမိတ်ဆွေတင်ငယ်ကြများအောင်ကြံကောင်းကြပါစို့ဗျာ